အကြောင်းကျွန်တော်လူနည်းနည်းရိုးရိုးရှိတဲ့နေရာမှာပဲနေတယ်။အဲချူတွေကနွားလွယ်ဘယ်အောင်တော့ကျွန်တော်လဲ။အကြောင်းတော့မကံဘူးပါဘူး။ဒါပေမဲ့အဲ့လိုကြောက်ကြောက်တယ်။ဇမင်းသားလဲဇမင်းသားပေါ့နော်ဇမင်းသားလဲဟိုဖြစ်တဲ့အတွက်ကိုအကလည်းသင်ရတယ်နောက်ပြီးတော့လေယူလေသိန်းအပြောဆိုတွေအကုန်လုံးလဲပတိစရာလေးဟိုဒီဒီဟိုတယောက်ဆောင်တာတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးလည်းပြောနေရတာကိုဟုတ်ကဲ့ပါကျေးဇူးပါ အဓိကအကအကအဲ့လိုပုံစံလေးတွေပေါ့နော်အကတွေအဓိကတော့ကျွန်တော်တို့ကိုစမ်းမင်းလည်းအများကြီးကူညီပေးပါတယ်ဒီဇက်အတန်ဇက်ဟန်ဘယ်တချို့ဟာလေးဆိုလို့ရှိရင်ကိုစမ်းမင်းကျွန်တော်တို့အကြံအများကြီးပေးရလေးပါပါတော့ကဲအဲ့ဒါလင်းလင်းပြောနေတာပေါ့မဟုတ်ပါဘူးအဲ့ဒါဟိုပါပါကျွန်တော်အခုတနေတက်တော့လေးပြန်အကောင့်အစ်စ်လေးဖွင့်တာမကြသေးဘူးပေါ့အဲ့ဒါဟို ွေရအိမ်လာလေရင်လည်းကျွန်တော် TikTok ကတာတင်ပေးမယ်ဆိုပြီးတော့အဲကျွန်တော်တပုတ်လောက်လို့စမ်းကားကြအဲအဲအဲဒါပါအောက်ဦးငယ်ရိုက်ချလိုက်ဟုတ်တယ်သွားစားရတဲ့ဒီဝိဆောင်တစုံနဲ့ဆုံးသက်တိပဲဆုံးသက်တိပဲ ။နောက်ပြတော့နော်ဒီကားထဲမှာကိုမြမြရဲ့အဲ့ဂျင်ကတော့အရင်သဘောကျတဲ့အခန်းလေးတွေရှိတယ်။ Romance အခန်းလေးတွေလေ။ Romance အခန်းလေးတွေမှာအကိုရဲ့အထူးကြကြကဘယ်လိုလဲဆိုတော့မျက်လုံးအကြည့်လေးတွေဆိုဒီတေးလေးတွေလှုပ်ထားတာအရင်ပေါ်ရယ်ပေါ့နော်။သူကောင်မလေးကိုကြည်လိုက်ဟိုဘလေးကိုသူချောင်းကြည်လိုက်အဲ့လိုမျက်လုံးလေးတွေလှုပ်ထားတော့အရင်သဘောကျတဲ့အခန်းလေးတွေပါတယ်။တကယ်လည်းအရင်တရေလေးတရေနဲ့ဒီဘက်ကကောင်မလေးနဲ့ကြာမှာ Romance လေးတော်တော်လေးဟိုမှုလေးတော်တော်ရောက်တယ်။နောက်ပြတော့အရင်ကြိုက်တဲ့အခန်းဟိုမှာလဲကောင်မလေးကိုမချောက်ဘူးလားဆိုကျွန်မကောင်းနေမှုနေလို့ပါခမရအဲ့ဒီလေးတန်လေးဇမင်းသားလေးတန်နဲ့နောက်အကိုကပုံမှန်တကားလို့ လုံးမှာလေးလေးသိုံးလဲစမင်းသားလို့ပြောရတယ်ပြီးတော့လက်ကလည်းအမြဲတမ်းလေးဟိုမင်းသားဟန်ကိုပြတော့မှမဖြုတ်ပါဘူးအဲအဲ့ဒါလေးလည်းတော်တော် detail လေးအကုန်လောက်ထားတယ်ဟုတ်ခေါင်းနဲ့မုန်းနဲ့အကုန်အဲ့ဒါလေးပြန်ပြောရတော့ပေါ့တို့ကအဓိကဒီအိမ်မှာဒီမိသားစုမနေအောင်တရေ6ကြာတာပေါ့နော်6ကြာတာဟိုနာဘူးဖွင့်ကြောင်ပြီးတော့သူကအဲ့ကောင်မလေးကိုမချောက်ဘူးသူကကြွေနေတယ်အဲအဲ့လိုနောက်နေ့ကျတော့မနေ့ကျတော့အဲ့လိုမင်းဘာလို့မချောက်တာလဲပေါ့အဲအဲ့လိုပြောတော့သူကအကြောင်းပြတာပေါ့ဟုတ်လားခေါင်းလေးမူးလေးလို့ပေါ့ခင်ဗျားလို့ ဲ့လေတန်းရန်အရန်သဘောကြဆုံးပဲတကားလုံးပါတရေကြီးကလေဟိုရှက်နေသေးတယ်လေသူကတရေရှက်ရှက်နေသေးတာကော်ဝလေးကြိုက်တယ်အိုက်စင်းလေးဆိုလဲဒါဒီကားထဲမှာတော်တော်လေးကြီးနိုးလို့လည်းကောင်းတယ်အဲ့လိုကြီးလေးကြီးရတဲ့စင်းလေးဟုတ်တယ်ကျွန်တော်လည်းအရင်ထဲက တိတ်3လေး3တော့မရှိဘူးလေ။အဲတော့ဒါပေမဲ့ပေးတဲ့နဲ့ဆက်မပြတ်အောင်ဆိုပြီးတော့ကျွန်တော်တို့အကောင့်လေးဖွင့်လိုက်တာပေါ့။အဲဒီမှာတော့နော်ထင်တာတော့ကွန်ပျူတာကလေသူရိုက်လိုက်တိုင်းအမြဲတမ်း trend တစ်ခုတော့အမြဲတမ်းဖြစ်တယ်ပေါ့နော်။ဒီရင်နေကလည်းဂျင်းကောင်ဆိုတော့ဂျင်းကောင်လျှောက်အကိုကအမြဲတမ်း character တစ်ခုကအမြဲတမ်းဟိုလိုပေါက်တယ်ပေါ့နော်။အခုဒီကားမှာလည်းဇမင်းသား character နဲ့ဟို သူ့လေယူလေသိန်းနဲ့ကတော့ဆန်းနေတော့လေပြိသက်တွေကြိုက်ကြမယ်ထင်ပါတယ်နော်တော့နော်တော့သဘောကျတယ်နော်အခါအခါကကြည်တိုင်းဒီကဲမှာမမေရောင်မျက်နှာပြောတဲ့အိမ်မှာလေအမေလို့ဒီကဲမှာကိုမင်းမတခြားကနဲ့လုံးဝမတူပဲနဲ့လို့ဒီထဲမှာလည်းသူ့ရဲ့တကယ့် character ပုံစံတကယ့်ပြပြပြင်းပြင်းနဲ့လေယူလေသိန်းစကားလုံးသူ့ပြန်ဟိုစူးစမ်းပြီးတော့သူတရုတ်ဆောင်လဲပေါ့နော်အဲ့ဒီအတွက်ကိုလို့တကယ်နော်ပြောပြတယ်ဟိုလုံးဝဟိုတကယ့်ဟိုဆရာလေးရောဆရာလေးပဲတကယ့်အဲ့ဒီကအရန်ကောင်းပြီမှာဒီကတော့အဲ့မို့ဒီတရေတွေအဓိက ပုံစံဖြစ်နေတာဟုတ်အဲ့တော့အဓိကဒီဇက်ကလည်းဟိုတူအောင်တယောက်ကောင်မဟုတ်ဘူးလေနော်အဲ့လိုပါဝင်တဲ့ဒီသေဥဆောင်တွေအကုန်လုံးကလည်းတက်ညီလက်ညီနဲ့လောက်ကြလို့ပုံတာပါအော်အဓိကတော့ဟိုကျွန်တော်ခုနပြောလိုပါပဲအဓိကကာကောင်းမှုဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကတယောက်နဲ့တယောက်အမြဲတမ်းတိုင်ပင်ကြတယ်ရှင်းနေကြတယ်နောက်တယောက်ကောင်းမှုတွေတယောက်အမြဲတမ်းကျွန်တော်ကံမိုးကြတယ်ဟုတ်အဲ့ဒီပုံစံမျိုးနဲ့တကားလုံးသွားထားတာပါဟုတ်ကဲ့အမ်အမှတ်တရဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်မိုးလင်းပေါက် ကြိုက်တယ်ရညရရှိတယ်အဲညရဆိုလို့ရှိရင်တော့တကယ်အမှတ်တရပါတော့နွေဖောင်ကောင်လည်းဖြစ်တော့တအားပူတယ်လေအဲအဲ့ဒီအားလေးတစ်ချက်ပါပဲဟုတ် အိမ်ကလည်းအိမ်ဟောင်းဆိုတော့လေဟိုဒီချင်းချောင်းထဲမှာရိုက်တော့နော်ရောဘာမှမရှိတဲ့ဒီအိမ်ဟိုမှာနော်ရောပစ္စည်းတွေရောစက်တင်းတွေအကုန်လုံးဝင်ဖြေရတာအိမ်မီဘိုကန်တွေကစာမီဘိုကောင်တာတွေအကုန်ဆင်းရတယ်နောက်ဟိုအဲကွန်းနဲ့ရှိတော့ပူတာပေါ့နော်အဲပူတဲ့ဟာလေးတော့ဟိုဂျိုင်းရင်းနဲ့တော့နည်းနည်းလေးအလေးစတရက်စနဲ့ပြီးကြတယ်ဝတ်စုံတွေကလည်းအပြည့်ဖြစ်နေအောင်အဲလေးပါပဲဒါပေမဲ့ပြောဖို့ကောင်းပါတယ်အိမ်မိုးလေးမောက်ရရရဆိုရင်လည်းအကုန်လုံးကဟိုမညုံမြင့်နဲ့မိုးလေးပေါင်းကြီးရိုက်ပြီးကြတယ်တော့နော်လည်းကျေးဇူးတင်ပါတယ် တင်နော်အဲ့မနက်၄နာရီအထိကနော်အဲ့လိုပဲရှောက်သွားနေရပဲကိုကတော့ကို့ဇောင်းနဲ့ကိုမို့လို့လားမသိ၆နေလဲနော်တိကျမှတိမှတယ်နဲကိုကလည်းကိုကနဲ့ကိုဘက်သွားလိုက်ပြီးတော့သွားလိုက်ပြတ်တဲ့နေရာမသွားဘူးလေအဲကြောင့်ကျွန်တော်လူနည်းနည်းရိုးရိုးရှိတဲ့နေရာမှာပဲနေတယ်အဲ့ချူတွေကနားလွယ်ပဲမသွားကျွန်တော်လည်းအဲကြောင့်တော့မကံဘူးပါဘူးဒါပေမဲ့အဲ့လိုကြောက်ကြောက်တယ် ဟိုဇက်နဲ့လိုက်ဇက်နဲ့လိုက်လို့ပါအဓိကတော့ဇက်နဲ့လိုက်တယ်နောက်ပြီးတော့အဲ့ဒီအိမ်ကနော်တို့ကလေဟိုအချင်းချောင်းဆိုတော့နောက်မှာအထက်မြင်ပါသေးတယ်ဒါပေမဲ့အဲ့တော့လူငယ်အိမ်လူမျိုးနဲ့ထပ်အိမ်ဖြစ်အောင်နော်တို့ဒီ CJ နဲ့နောက်ကအထက်မြင်နေပြန်ဖျောက်တာလေနောက်ပြန်အထက်မှာ setting လောက်တာပြန်လောက်တာအဓိကတော့အဲ့အိမ်ကဟိုသူ့ texture တအားလေးတအားလာတယ်ပေါ့နော်တအားလာတော့ဇက်နဲ့အရင်လိုက်တော့နော်အဲ့ဒါရွေးပြတာပါ ဟုတ်အဓိကတော့ဟိုဒီ LGBT character မှာလည်းလင်းလင်းပေါ့နော်သူနဲ့ లై ဖက်မဲ့ acting မျိုးလေးတွေနောက်ပြီးတော့အဲ့လိုချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင်တို့ပြောင်းထားပါတယ်ဟုတ်သူလည်းသဘောကျကြတယ်သူအခန်းနေဆိုလည်းတော်တော်ကြီးကြတယ်တော်တော်ကြီးရတယ်ဟုတ်တယ်လင်းလင်းကန်နေရတယ်အလင်းဆရာကြီးပဲ ဒါအခုဆိုပိုတော်မူဟိုကျွမ်းလာသေးတယ်အဲတကယ်တကယ်ဒီအန်တော်တော်ပါပြီဟိုဒီကသူကြောက်ကိုကြောက်ဆိုတဲ့ဒါယူစကားရမချခင်ယုံတင်ပြသားတော့မှဖြစ်တဲ့အတွက်ဒါရောက်အပိတ်ဖို့ဒီနေရာနေဖြစ်ပါပါတယ်ခင်ဗျာ